ဘဝဘာလဲဆိုတော့ဘဝမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်ပါလေကျတော့အခက်တာကအဲ့ဒီမွေးဖွားလာတဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဈာကာလမှာဖြစ်နေတဲ့ तू ကဘာငါဘာ तू အဆင်ပြေတယ်ငါအဆင်မပြေဘူးဆိုတာတွေလောက်တယ်စိတ်ထဲရပါတော့နားလေလားဟုတ်လားတကယ်တမ်းကအဲ့ဒီအဆင်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးတော့ तू အဆင်ပြေလဲပဲတရားမဲ့ဘဝအဆင်မပြေလဲပဲ တေးရမဲ့ဘဝဘဝကိုကျွတ်ကျွတ်တော့တေးရမဲ့ဘဝလို့မြင်တတ်ဖို့လိုတယ်အဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုသိမရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြတာတစ်ခါတစ်ခါလောက်တည်တဲ့အတီနဲ့အကျဉ်းရာနဲ့ချီပြီးတော့တည်တဲ့အတီဟာစွမ်းအားရင်မတူဟုတ်လားဆိုရမစို့တေးရမယ်ဆိုတာအမှန်တရား အဲ့ဒါကိုသိတာဟာပညာအဲ့ဒီပညာကတစ်ခါတစ်ခါလောက်နဲ့သိပြီးတော့အစွမ်းကမပြတစ်ခါတစ်ခါသိကြည့်လိုက်အဲ့ဒီအသိကကိုယ်ဘယ်လိုလမ်းညွှန်ချက်တွေပေးမလဲကိုယ်ဘယ်လိုစိတ်ထဲမှာရှင်းလင်းသွားစေမလဲကိုယ်စိတ်ထဲမှာဘယ်လိုငြိမ်းအေးမှုဖြစ်စေမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏဒုတိတေခြင်းကိုဘာဘာထပ်ထပ်အမှတ်ရမယ်ဆိုလို့ရှိရင်ဥပတ္တမယာနှလုံးစိတ်ဝမ်းငြိမ်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောတာဒါစိတ်တွေပူလောင်နေတယ်ဆိုရင် ငါတရားမဲ့လူပါလို့စဉ်းစားလိုက်ငါဘေးကလူတွေလည်းတရားမဲ့လူတွေလို့စဉ်းစားလိုက်ဒီခါတည်းလေးဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စွေ့နေတာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စွေ့နေတာပူနေတာတွေကမရှိဘူးလားမိဘတွေဆိုရင်ပါသမီတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စွေ့နေတာပူရတာပေါ့ဒါဘုံဘုံကတော့ဟိုလက်တွေ့ကြကြလေးဒေသနာတွေပေါ့အသုံးချကြည့်စေခြင်းပဲ ိုဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူးနေတယ်ဆိုရင်ဩငါမကြခင်သေမှာပါဘာဒီမြန်ပူးနေတာတော့ငါဟာတေလူတယောက်ဖြစ်တယ်ဆိုတော့အမှန်သိမှုဟာကိုဘဝအတွက်အများကြီးပူးနေတာတွေကိုရှင်းချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လို့ဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာနီးပေးနေတာနော်သာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါတယ်ပူရင်လည်းပဲမညာမတလာစဉ်းစားလိုက်သူတို့လည်းပဲတေးရမယ့်အကောင်လေးတွေတေးရမယ့်လူလေးတွေ စိတ်ထဲမှာဘလောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်။ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေ။မင်္ဂလာမှအလွန်အလွန်မင်္ဂလာရှိတဲ့စကားပြောနေ။မှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိမှာလို့။ဟုတ်လား။စဉ်းစားနော်။ဒါကိုဘေးရလူတွေအကုန်လုံးကိုလည်းပဲသေလူတွေ့တာ။ဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်လဲ။ကိုအရင်နှီးဆုံးလူတွေပေါ့။ဟုတ်တယ်မဟုတ်လား။ ကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုးတွေနည်းနည်းလေးဝေးသွားလေလေဒုက္ခပေးနိုင်မှုအားနည်းလေလေနီးလာလေလေဒုက္ခပေးနိုင်မှုကြီးလေလေပဲစဉ်းစားကြည့်လေကိုစိတ်တွေကြိမ်ဖန်များစွာပူနေရတာဘုစုတွေပူနေရတာတော့အဲ့လိုတွေပဲဟုတ်လားဒါကြောင့်မလို့တည်ခြင်းကိုစဉ်းစားရင်ပထမဒုက္ခအပေးနိုင်ဆုံးကိုဘဝအကြောင်းကိုအရင်စဉ်းစားငါအတေလူတယောက်ဖြစ်တယ်ဒီကိုတရားလေးဘယ်လိုမှရှောင်လို့မရဘူးတည်ပြီဆိုတာနဲ့ ဒီဘဝရဲ့အခြေအနေကောင်းတယ်ပဲပြောပြောမကောင်းဘူးပဲပြောပြောမကောင်းတကောင်းပဲပြောပြောပြောချင်တာပြောအဲ့ဒါတွေအကုန်လုံးဟာပြီးသွားလိမ့်မယ်ဟုတ်လားအဲ့လိုဆိုရင်ကျန်တဲ့လူတွေကိုလည်းအဲ့လိုညံနေရရှင်းထုတ်နိုင်ဖို့လုပ်တယ်တာသမီတွေကိုဝေးရဆွေတွေမျိုးတွေလောက်ဖို့ကိုင်းပဲဒီအကုန်လုံးပေါ့လေအကုန်လုံးဘလို့အောင်မရဘူးသေလူတွေတို့လည်းဘယ်ချင်းသေမယ်တောင်မသိနိုင်ဘူးအရင်သေမလားငါနောက်သေမလားဘူးမှတိတိကျကျမသိနိုင်ဘူး အဲ့အမတရားကိုဘုံဘုံတို့ဟာပယ်ပယ်နေနေစဉ်းစားအဲ့ဒီစဉ်းစားလို့ရလာတဲ့အသိဉာဏ်ပညာဟာစိတ်နှလုံးရဲ့ပူလောင်မှုကိုဘလောက်ငြင်းအေးစွာသိမလဲဆိုတာကိုလက်တွေ့သိအောင်လုပ်ဟုတ်လားပြီးလို့ရှိရင်လေခွေးလေးတွေကြောင်းလေးတွေမြင်နေရတာလေးတွေအကုန်လုံးပေါ့နော်ပြီးရင်ရှိရှိသမျှသတ္တဝါအကုန်လုံးပုံပြတ်သွားကြပါဟုတ်လားပြီးရင်တစ်ကပြန်စားဘဝတစ်ခုပြန်စားပြက်ပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီ အဲ့ဒီကကိုမြန်မြန်မြင်အောင်ကြည့်ကြည့်ညာမြန်မြင်အောင်ကြည့်ကြည့်ဘဝရဲ့ပုံမှာနားလည်မှုအလွန်မှမြင်မာလာတာကိုသိရတယ်ဟုတ်လားဘုန်းတော်ကဘဝနဲ့ပတ်သက်ပြီးတော့ဘာမှလေးလေးနက်နက်သိအောင်မလုပ်ဘူးဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့နားလည်တာကရှင်းသန်းနေတဲ့အခိုက်အတန့်မှာဘလို့နေရမလဲဆိုတဲ့ကိစ္စကိုပဲအများကြီးတွေးတာသူများအဆင်ပြေတယ်အဆင်မပြေဘူးအဆင်ပြေတယ်မပြေဘူးပြောနေတာကိုကစားဘာနဲ့ပတ်သက်ပြီးတော့ပြောနေတာတော့ ရှင်းသန်းနေတာနဲ့ပတ်သက်ပြီးတော့ပဲပြောနေတာ။ဒါပေမဲ့အစင်ပြေပြေမပြေပြေတေလဲတေရအောင်ပါဆိုတာပါတော့အမှန်တရားကြီး။အဲ့ဒီအမှန်တရားကိုဖုံးလို့ဘာလို့ရမှာတော့စဉ်းစားရမယ်။ခုဒီမှာမြတ်စွာဘုရားအနှစ်ချုပ်လေးပြောတာနော်။ပုဏ္ဏပုဏ္ဏဇာယတိမိယတိဇံ။ထက္ခထက္ခဖြစ်ရတယ်ထက္ခထက္ခဖြစ်တော့ထက္ခထက္ခပြည့်ရတယ်ပေါ့။မွေးရတယ်ပေရတယ်။